မင်းထွက်သွားတဲ့နောက်ငါအထီးကျခဲ့ရတယ်။ကိုရီခွင်တဲ့မင်းမရှိတော့လို့ငါနှလုံးသားကခါစားခဲ့ရတယ်။ဒါကြောင့်မင်းကိုမတွေးနိုင်မဲ့အလှဝေးတဲ့နိုင်ငါချရေမီတွေချတဲ့နေရာကိုသွားဖို့ငါရွေးချယ်ခဲ့ပြီးမလေးရှားကို ရောက်ခဲ့တယ်။မင်းကိုမမြင်နိုင်တော့ပေမဲ့ငါရဲ့နှလုံးသားကမင်းကိုတည်ရပြီးအရာလက်လွားတယ်။ဒီနေ့ Facebook ထဲမှာ post တစ်ခုတက်လာတယ်။ UN ရီဂျစ်စတာလုပ်ထားတဲ့သူတွေ UNO ကိုဖုတ်ခေါ်ပြီးအပွင့်မဲ့ယူလို့ရမယ်တဲ့အချိန်ကဒီနေ့လာနေကနေတောက်ကြန်နေနေ့လေ2နာရီညနေ4နာရီအထိတဲ့ဩမင်းကိုမိတ်နိုင်ဖို့ဒုတိယအကြိမ်တတိယမြောက်နိုင်ငံကိုသွားဖို့ငါအဲ့အတွက်အခွင့်အရေးများရမလားဆိုပြီး UNO ကိုတောက်သိပ်ပေါက်များစွာကြိုးစားပြီးဖုတ်ခေါ်ခဲ့ရဒါပေမဲ့ ဘီဇီနာ please try again later အတားပဲပြည့်နေခဲ့ငါရဲ့လက်ချောင်းတွေလည်းညောင်းနေပါပြီဟာတော့ပါပြီငါအနာမှာမင်းမမရှိတော့တာ ဖြစ်ချေရဖြစ်ပါစေဘုဒ္ဓမဘဝနဲ့ပဲမင်းကိုမိနိုင်ဖို့ငါ့ကိုတဖို့ထားတဲ့နောက်တယောက်ရအောင်ကြိုးစားပြီးငါနေလိုက်ပါတော့မယ်ဟာ